မောထောင်နဲ့ခွန်ပွန်နွိုင်ရဲ့ပွဲပေါ်ကျွန်တော်ရဲ့ထင်မြင်ယူဆချက်ပွဲပြီးဆုံးသက်ချက်လေးပြောမယ်အာကို့လူကအကောင်းဆုံးလွတ်ပြတ်သွားပါတယ်မင်းကဒီတကားပဲပြောတယ်ဆိုရင်မဟုတ်ဘူးဗျဟောကျွန်တော်တို့မှာက limit တွေရှိတယ်ကျွန်တော်တို့မှာမျှော်လင့်လို့ရတဲ့အတိုင်းအတာတစ်ခုထိ level လေးတွေရှိတယ်ပေါ့နော်ဥပမာဆိုကြပါစို့အာအခုပွဲမှာဆိုရင်မောထောင်ကျွန်တော်တို့ဘယ်လောက်မျှော်လင့်လို့ရလဲဆိုရင်ဒီလောက်ပဲဒါမယုံမလုံလေးပြောတာဗျဒီလောက်ပဲကျွန်တော်လည်းဒီလောက်ပဲပြောလင့်ထားတာ သူတက်နိုင်တယ်လို့သူဆွမ်းနိုင်တယ်လို့တော့ယုံပြသွားတာပဲပြိုင်ဘက်ကမိုးထိုင်းသမားဆစ်ဆစ်ဖြစ်နေတာရေမိုးထက်အောင်ကိုတော်တော်လေးလေးလာထားတာရေကြောင်းအမှတ်ဆုံးဖြတ်ထိရောက်သွားတာပေါ့နော်မိုးထက်အောင်နေရာမှာတခြားလူဆိုရင်တတိယကြီးတုံးကြီးမှာထိတဲ့ shotgun နီးတယ်ပေါ့နော်ဒီ shotgun ဒူးတိုက်ချက်တွေဒါ၄၅၆ချက်၇ချက်၈ချက်၁၀ချက်လောက်ထိတောက်လျှောက်ဆင့်ထိမယ်ဆိုရင်ကြားဖို့ရခိုင်နှုန်းက85 90ရခိုင်နှုန်းလောက်တရှိတယ် အဲ့အနေထားမှာကိုကောင်ကတောင်းပြသွားတာဆိုတော့မုထအောင်မှာဘာ game plan ရှိလဲလို့ပြောရင်လက်သေးပါပဲဒါလည်းပြပြောလို့မရဘူးဗျာအเจ้าနေရာတော့ထပ်နေပြီရိုးရကစားသမားတွေအတွက်မွေထိုင်းသမားကိုရှင်းဖို့ဆိုရင်လက်သေးပဲရှိတာပါဒါရိုးနေပါလူတိုင်းလက်သိပြီးဖြစ်မှာပါကျွန်တော်ဗီဒီယိုချင်းကြလို့ဆိုရင်ဒါတော်တော်လေးတော့နားချမ်းမြင်ကတ်နေလောက်ပြီလို့ထင်ပါတယ်ဆိုတော့ခြုံပြောရရင်တော့ဘာမှတော့ အပြစ်ပြောစရာမရှိဘူးကိုလူသည်တလောက်ပဲလုံနိုင်တယ်သူလုံနိုင်တလောက်သူအကုန်လုံးပြသွားတယ်ဒါပါပဲချီချိုးအမကပြန်ပတ်ထိုင်းကစားသမားထိုင်းနေတော်တော်လေးကို intelligent ဖြစ်လာရဲ့ဗျပွဲတပွဲနဲ့တပွဲချင်းကပ်ပေါ်လုံးဝမတူမိုးထက်အောင်လို့ KN fighter လေးကိုသူဘလို့ဆော့ရမလဲဆိုတာသူတော်တော်လေးကိုနောချင်နေပုံရတယ်မြန်မာတွေလက်သီးကောင်းနေဆိုတာလည်းထိုင်းနေအကုန်သိနေပြီတလားပြီးတော့မာတယ်ဆိုတာလည်းဒါသူတို့သိနေပြီဘလို့ဝင်တက်လဲဆိုတာလည်းအကုန်လုံးသိတယ် hand movement နဲ့တော်တော်လေးကောင်းတယ်မိုးထက်အောင်ထိုးတဲ့ punch တွေဆိုရင်ဒီ6မိနစ်အတွင်းမှာဆိုရင်နှစ်ချက်လောက်ပဲ clean shot ထဲမှာပါတယ် ဒါတော့မှအဲ့နှစ်ချက်ထဲမှာပြန်ပြီးတော့ပြန်စစ်ထုတ်လိုက်မယ်ဆိုရင်တစ်ချက်လောက်ပဲ clean shot ဝင်တယ်ကျန်တဲ့အချီပြေးအချိန်ပြေးအကုန်လုံးနှိပါကအမားရွယ်လုံးဝမရှိအောင်ဆော့သွားနိုင်တယ်အဲဘော်တွေတုံတုံသုံးနိုင်တယ်အဓိကကတော့ခြေကန်ချက်မောထအောင်ရဲ့ဒီ liver နားတွေကိုတောက်လျှောက်ကန်တာကန်ချက်တွေလုံးဝရည်ရွယ်ချက်ရှိပါတယ်ဖိကလန်ဇန်ပြပြောကန်နေရမဟုတ်ဘူးကျွန်တော်တေးချာကြည့်နေရဗျာတလက်မတော့မှနေရမရွေ့တော့ဘူး liver နားလုံးဝနေရတော့သွားတယ်ပရမချီမှာမောထအောင်ကဒီ high cast stand တင်ပြီးတော့ဆော့တယ်။တောက်လျှောက်ဒီလီဗာနာရဲ့ထီတော့လက်တောင်ချလိုက်ရတယ်။ Okay တတိယချီမှာကျတော့ဒီပြိုင်ဘက်ထိုင်းကစားသမားရဲ့ game plan ကပေါ်လာတယ်။လက်ကြလာတဲ့အတွက်ကြောင့်မလို့မျက်နှာပွင့်တဲ့ခါမှာ hacket တွေတောက်လျှောက်တက်လာတယ်။လူချင်းပူးတဲ့ခါမှာလည်းခုနကပြောတဲ့ shotgun တွေတောက်လျှောက်ဝင်တာ။ Oh my god ဒီအရှိုက်နာတွေကိုတဲ့ဝင်တာ။လင်းအား6ချက်ဆင့်ပြီးဝင်တာ။ကျွန်တော်တို့ကောင်မျိုးဆိုရင်တစ်ချက်လုံးနဲ့ကြားလောက်တယ်။တော်တော်လေးကိုဒူဘီတာဘေးခံပြီးတော့ဆော့သွားနိုင်တယ်။လက်သီးချက်မထိသွားလို့ဒါဒီပွဲမှာမထက်အောင်ရှုံးသွားတယ်ပေါ့။ overall မှာလည်းအမရဆိုရင်လည်းရှုံးပါတယ်အားလုံးပြန်ပြီးခြုံပြောရရင်မထောင်အောင်လေးကိုအပြစ်တော့မပြောချင်ဘူးအကြံကြံလဲပေးလို့မရဘူးဖြစ်နေဒီပုံစံတိုင်းပဲထပ်သွားမယ်လို့ထင်ပါတယ်ဆိုတော့ဘာမှတော့တိတ်ပြောစရာမရှိပါဘူးတပွဲလုံးလဲခင်ဗျားတို့ကြည်ပီးသားဆိုတော့ဒါပါပဲအမြင်ကတော့အကောင်းဆုံးလုပ်ပြသွားတယ်အမှန်နဲ့ရှုံးသွားပါတယ်ပေါ့ကျွန်တော်ညီရတာပါ channel msn ပါတတ်တာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ